နမေကျော်တမေတရုတ်ဆောင် VG ရဲ့နိုင်ငံရေးပါတီခီးစဉ်တစ်ခုမှာလူအုပ်ပီတိုးမှုဖြစ်ပွားခဲ့ပြီးခလီးငယ်တွေအပါအဝင်လူ39ဦးထက်မနည်းသေဆုံးက90ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာစနေနေ့ကတမေနာရူပြည်နယ်ကာရုခရိုင်မှာဖြစ်ပွားခဲ့တာပါ။တရုတ်ဆောင် VG ဟာသူ့ရဲ့ TVK ပါတီအတွက်လာမယ့်နှစ်ပြည်နယ်ရွေးကောက်ပွဲအတွက်စည်းရုံးလှုပ်ဆောင်နေချိန်မှာအခုလိုဖြစ်ပွားခဲ့တာပါ။ဒေတာကန်မီဒီယာတွေရဲ့ရုပ်သံတွေမှာတော့ထောင်ပေါင်းများစွာသောလူအုပ်ကြီးဟာတရုတ်ဆောင် VG စကားပြောနေတဲ့ကြီးမားတဲ့ယဉ်ကြီးကိုဝန်းရံထားတာကိုတွေ့ရပါတယ်။ လူအုပ်ထဲမှာမူးမေ့လဲကျသူတွေကိုဗီဂျီယာရေတံဘူးတွေပြစ်ပေးနေတာလူအုပ်ကိုထိမနိုင်တော့တဲ့အခါရဲတပ်ဖွဲ့ရဲ့အကူအညီကိုတောင်းခံနေတာတွေကိုလည်းကျုပ်တံတွေထဲမှာတွေ့မြင်ခဲ့ရပါတယ်။ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးအိန္ဒိယရဲတပ်ဖွဲ့ကတီဝီဗီပါတီရဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ဘစီအာနန်နီမေကူမနဲ့ဝီပီမတ်တီယာလာကန်တို့ကိုရာဇဝတ်မှုနဲ့အမှုဖွင့်လိုက်ပြီးဖြစ်ကြောင်းအကြီးတန်းရဲရရှိတဦးကအတည်ပြုပြောကြားပါတယ်။ရဲတပ်ဖွဲ့ရဲ့အဆိုအရပါတီဘက်ကလူဦးရေတထောင်စုဝေးဝင်တောင်းခံခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့လူအုပ်ကခွင့်ပြုအရေးအထွတ်ထပ်နှစ်ဆကျော်ပုံများနေတယ်လို့ဆိုပါတယ်။ တရုတ်ဆောင် PG ကတော့ဒီဖြစ်ရအတွက်အလွန်အမင်းဝမ်းနဲ့ကြေခွဲရကြောင်းနဲ့တည်ဆုံးသူတွေရဲ့မိသားစုတွေကိုအကူအညီထောက်ပံ့ပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒမေနာဒူပြည်နယ်ဝန်ကြီးချုပ်အမ်ဂစ်စတာလင်ကတော့တည်ဆုံးသူတို့အုပ်ရဲ့မိသားစုကိုအိန္ဒိယရူပီတန်အမေရိကန်ဒေါ်လာ1300နဲ့ညီမျှတဲ့ပမာဏကိုထောက်ပံ့ချေပေးမယ်လို့ကြေညာခဲ့ပြီး ဒီဖြစ်ရပ်ကိုစုံစမ်းဆက်ဆေးဖို့အငိမ့်စားတရားသူကြီးတဦးဦးဆောင်တဲ့ကော်မရှင်တရက်ကိုလည်းဖွဲ့စည်းလိုက်ပြီးဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကလည်းဒီဖြစ်ရပ်ဟာအလွန်တရာဝန်ထမ်းပွဲကောင်းချောင်သူ့ရဲ့ AIDS လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။တရုတ်ဆောင် BJ ရဲ့ TPK ပါတီဟာပြီးခဲ့တဲ့နှစ်ကမှစတင်ထူထောင်ခဲ့တာဖြစ်ပေမဲ့လူထုထောက်ခံမှုအများအပြားရရှိနေပြီးလက်ရှိအာဏာရပါတီနဲ့ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီကိုပြတ်မှတ်ထားဝေဖန်နေတဲ့ပါတီတခုလည်းဖြစ်ပါတယ်။အခုတော့ဒီဖြစ်ရပ်ကြောင့်ပါတီရဲ့အနာဂတ်ခရီးလမ်းဟာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။